ားလုံးမင်္ဂလာပါရှင်။ MBA သတင်းဌာနရဲ့ဒီကနေ့အောက်တိုဘာ30ရက်နေ့မှာရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျမခရစ်စတယ်ကတင်ဆက်ပေးပါရုံနဲ့ရှင်။ဒီနေ့အတွက်ထူးခြားသတင်းတွေတဲ့ဒေါန်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်တို့ကို ထောင်ကြရလို့ရည်ညွှန်းပြီးအာဆီယံအထူးတန်နဲ့တွဲခွေမပေးနိုင်ဘူးလို့ဆော်မင်းထွန်းပြောတဲ့သတင်း ဝါရက်ဖြန့်ဆက်ကားသေးဥဆောင်တွေကိုစစ်ကောင်ရှင်အရေးပေါ်ခေါ်တွေ့ရတဲ့အချိန်ပြည်သူဆက်ကျင်မှုထိရောက်တဲ့အကြောင်းရှမ်းမြောက်မှာအတုံးဝင်ဖြစ်နေတဲ့စစ်ကောင်ရှင်မှတ်ပုံတင်တွေရဲ့အခြေအနေစီးရင်နဲ့စီးပွားရေးအတွက်အရေးပါတဲ့ချင်းကတိုင်းငင်ကိုပြန်ရဖို့စစ်တပ်စတင်ထိုးစစ်ဆင်တဲ့တဲ့ ကချင်ကပီတာစစ်ကန်နှခုကို KIA ထပ်သိမ်းလိုက်နိုင်တဲ့အကြောင်းအမေရိကန်ညူလက်နက်စမ်းသပ်မှုချက်ချင်းပြန်ဆဖို့ပင်တကုံကိုအမိတ်ပေးလိုက်တဲ့ထရန်အဲ့လိုတနေ့တာထူးခြားဆုံးဖြစ်ခဲ့တဲ့ပီရင်းပီပါသတင်းတွေကိုတင်ဆက်ပေးထားပါတယ်ရှင် ပြည်တွင်းသတင်းတွေကိုအရင်ဆုံးရှုစားလိုက်ကြရအောင်ပါ။တောင်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်တို့ကိုရှားစွေသားတွေလို့စီညိုမီအာဆီယံအထူးတန်နဲ့တွဲခွင့်မပေးနိုင်ဘူးလို့ဆော်မင်ထုံးပြောလိုက်ပါတယ်။အာဆီယံဘုံသဘောတူညီချက်၅ရက်နဲ့ပတ်သက်ပြီးစစ်ကောင်ရှင်သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်စော်မင်းထွန်းကအောက်တိုဘာ29ရက်မနေ့ညပိုင်းကသူတို့ဘိုင်းရုတ်တံကနေရှင်းလင်းပြောကြားမှုပြုလုပ်ခဲ့ပါတယ်။ ပုံသဘောတူညီချက်တွေကတတိယအချက်ဖြစ်တဲ့အာဆီယံအထူးကုန်စည်ရဲ့ဝင်ရောက်စစ်ဆက်နိုင်နိုင်ပေးမှုဆိုတာနဲ့ပတ်သက်ပြီးအာဏာသိမ်းဒီနှစ်ကျော်အတွင်းငါးဝအထိပြောင်းလဲခဲ့ပြီးပြီဆိုပြီးပြစ်တင်ပြောဆိုသွားသလိုသူတို့ကိုနိုင်ငံရေးပါတီတွေအစိုးရအဖွဲ့ဝင်တွေနဲ့ပြစ်ဆုံမှုစီစဉ်ပေးခဲ့တယ်လို့ပြောပါတယ်။ ရာဆွေးမှုနဲ့ကျုလို့မင်းရာဆွေးဖြစ်တိုင်ခံနေရတဲ့ထောင်ကျတွေနဲ့တော့ကျွန်တော်တို့ကိစ္စုံဝင်ပေးနိုင်ချင်မှာပေးပါလိမ့်မယ်။ပေးနိုင်ရမှာရောတွေးဆောင်ဝင်ပေးခဲ့တဲ့လို့မေကွန်ထုတ်ချင်ပါတယ်လို့စော်မင်းထွန်းကပြောပါတယ်။စစ်ကောင်ဆောင်မင်းအောင်လိုင်းအပါဝင်စစ်ကော်မရှင်ဟာကောင်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်တို့ကိုနိုင်ငံအကျဉ်းသားလို့မပြောဘဲပြမှုကျူးလွန်လို့ထောင်ထံချမှတ်ခံထားရသူတွေအဖြစ်အရင်ကတည်းကအရင်ညုံပြောစလေးရှိပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့အတွင်းရေးမှာဝင်ရောက်ဆွတ်ဖက်တာမရှိတဲ့အခြေခံမူတွေကိုအမြဲတည်ပြုတ်နိုင်မှု လိုလိမ့်မယ်လို့လည်းအာဆီယံကိုချိန်ချောက်ပြောဆိုသွားပါတယ်။အဒီတဲ့မြန်မာနိုင်ငံမှာ NUG ရဲ့ PDF တွေကအကြမ်းဖက်မှုတွေပြုလုပ်နေတယ်လို့ဆွတ်ဆွဲပြောဆိုခဲ့ပြီးအာနာသိမ်းခဲ့တဲ့2021ဖေဖော်ဝါရီလရက်ကနေဒီနှစ်2025အောက်တိုဘာ25ရက်နေ့အထိ9နှစ်နီးပါးအတွင်း1149ကို မတရားဖမ်းဆီးတပ်ဖြတ်ခဲ့တယ်လို့စော်မင်းထွန်းကပြောဆို သွားပါတယ်။ဒါပြင်အကျဉ်းတထောင်လောက်မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့အကျဉ်း1300ကျော်လောက်မိရှုဖြက်စီးခဲ့တယ်လို့လိမ့်လေပြောဆိုတတဲ့ပို့ချုပ်ကပြောပါတယ်။နောက်ပြီးလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးဆိုတာနဲ့ပတ်သက်ပြီးအဟာစနာနဲ့အပြည့်အဝပူးပေါင်းဆောင်ရွက်နေတယ်လို့ပြောဆိုသွားပါတယ်။ဒုတိယအနေနဲ့ဝါရဖြန့်ဇက်ကားတယောဆောင်တွေကိုစစ်ကောင်ရှင်အေးပေါ်ခေါ်တွေ့ရတဲ့အထိပြည်သူစန့်ကျင်မှုထိရောက်တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ 2020ပြည်နှင့်ရွေးကောက်ပွဲရလဒ်ကို အလိုလျောက်ပဲဖြတ်သွားမယ်စစ်ကော်မရှင်ရွေးကောက်ပွဲဝါရဖြန့်ပေးတဲ့စကားကို လူတို့ကဝိုင်းဝန်းဆန့်ကျင်တာဟာထိရောက်မှုရှိတယ်လို့သတင်းရရှိပါတယ် ဒီဇက်ကမှပါဝင်တရုတ်ဆောင်ပေးခဲ့သူနေတိုးနဲ့မြင်းညက်တို့အပါဝင်တရုတ်ဆောင်တွေကိုလူမှုရေးပြစ်ဒဏ်ချမှတ်ပြီးလူ့အတိုင်းဝိုင်းကနေဖယ်ကျင်ကြဖို့ပြည်သူတွေကအချင်းချင်းလှုပ်ဆော်နေကြတာပါအဲ့ဒါချက်ချင်းဆိုသလိုအမှုပညာအတိုင်းဝိုင်းအတွင်းအဲ့ဒီဇလန်းပါတရုတ်ဆောင်တွေကိုကြော်ညာရိုက်ကူရေးတွေဖြတ်သိမ်းတာအနာဂတ်မှာမခေါ်ရတာမျိုးတွေပြုလုပ်မယ်လို့တည်င်းတွေကြဲကြဲပြပြန့်ထွက်ပေါ်လာနေပါတယ် အဲ့ဒီနောက်မှာပဲစစ်ကော်မရှင်ရဲ့ပြန်ကြားရေးဝန်ကြီးဦးမောင်မောင်အောင်ကိုတိုင်ကဇလန်းပါတေဦးဆောင်နေနဲ့အရေးပေါ်အစည်းအဝေးပြုလုပ်ဖို့ခေါ်ယူထားတယ်လို့သိရှိရပါတယ်။အောက်တိုဘာ30ရက်ဒီနေ့မှာရန်ကုန်မြို့ရုပ်ရှင်အစည်းအရုံးရုံးခန်းမှာတွေ့ဆုံကြမှာဖြစ်ပြီးတော့ပါဝင်သူတိုင်းကိုမတက်မနေရတစ်ချက်လို့အမိန့်ထုတ်ထားတယ်လို့အမှုပညာတိုင်ဝိုင်းထဲကနေသိရှိရပါတယ်။ နေတုံးမြင်းမြန်နေဝင်းအေဂျင့်မောင်ချူလီမင်းမြင့်မူတို့အပါဝင် ရုပ်ရှင်သရုပ်ဆောင်များအပြားပါဝင်သရုပ်ဆောင်ထားတဲ့ခေတ္တမိုင်းကိုဒုံဆိုင်မိသူများလို့အမိရတဲ့ဒီဇက်ကအော်တိုဘာနောက်ဆုံးပတ်အတွင်းပြန့်နှံ့လာခဲ့တာပါ ချက်ချင်းဆိုတော့ပြီးတော့လူတို့အမှုပညာတိုင်ဝိုင်းနဲ့တော်လိုင်းအင်အားစုတွေကကြကြဲလလောင်းဝေဖန်ပြောဆိုခဲ့ကြပြီးတရုတ်ဆောင်တွေကိုဘွိုင်းကော့လောက်တာတွေစတင်လာခဲ့တာပါဒါပေမဲ့စစ်ကောင်ရှင်ဘက်ကဒရိုက်တာမိုက်တီစပ်ပိုတေယောဆောင်ကျော်ဝင်းထွန်းနဲ့ဟာတာတေယောဆောင်အွန်တိုင်းတို့ကိုရဲကောက်ပွဲဦးတွေနဲ့အော်တိုဘာ29ရက်နေ့ကသူတို့ရဲ့နေအိမ်တွေမှာဖမ်းဆီးလိုက်တယ်လို့မနေ့ကသတင်းထုတ်ပြန်ထားပါတယ်။ပြည်တွင်းသတင်းတွေကိုထပ်မံတင်ဆက်ပေးပါဦးမယ်ရှင်။ ရှမ်းမြောက်မှာအသုံးဝင်ဖြစ်နေတဲ့စစ်ကောင်ဖြစ်မှတ်ပုံတင်အကြောင်းကိုတတိယသတင်းအနေနဲ့ပြောပြချင်ပါတယ်။တန်တန်တင်းလေးထိမ့်ချုပ်ထားတဲ့ရှမ်းပြည်မြောက်ပိုင်းမြို့တွေမှာစစ်ကောင်ရှင် ထုတ်ပေးတဲ့မှတ်ပုံတင်စာတင်းနယ်လေးအုပ်ချုပ်ရေးပိုင်းကမှတ်ပုံတင်နဲ့ထုတ်ပေးခဲ့တယ်လို့သတင်းရရှိပါတယ်။အဲဒီမှာစစ်ကောင်ရှင်မှတ်ပုံတင်ဟာသုံးမြတဲ့အထိဖြစ်ပေါ်နေတယ်လို့တန်းဒေတာအုပ်ချုပ်ရေးပိုင်းကလည်းအသုံးပြုခွင့်ပိတ်ပင်ထားတယ်လို့ဒေတာကန်တွေရဲ့ပြောကြားချက်အရသိရပါတယ်။ ဖက်ဒလော်တော့ TNL ကနန့်ခမ်မြို့မှာမှတ်ပုံတင်အစ်တွေထုတ်ပေးနေပြီးအရင်မှတ်ပုံတင်တွေအတောင်းဝင်တော့ဘူးလို့ပြောကြားမှုတွေရှိနေကြအောင်အဲ့ဒီဒေတာကန်တွေကပြောပါတယ်ရှက်ခွက်လိုက်တကောင်စင်းတွေလိုက်ောက်တဲ့နန့်ခမ်းနယ်အတွင်းတော့တန်တက်လုပ်ပေးတဲ့မှတ်ပုံတင်တဲ့အိမ်အောင်စုတွေတော့မဖြစ်မနေလုပ်ရမယ်အိမ်တိုင်းလုပ်ရမယ်လို့ပြောတယ်နိုင်ငံတော်ကထုတ်ပေးတဲ့နိုင်ငံသားမှတ်ပုံတင်တွေရောအတုံးဝင်မှာမဟုတ်တော့ဘူးလို့နန့်ခမ်းမျိုးအောင်မြတာရက်ကွက်မှာနေထိုင်သူအမျိုးသမီးတို့ကပြောပါတယ် ဒီကန်တချာဟာနန့်ခမ်းမြို့နယ်တွင်နေထိုင်သူတွေသာပါဝင်ပြီးကျန်မြို့နယ်နေသူတွေမပါဝင်မဲ့ကျန်နေမြို့ကဒေသခံတွေအနေနဲ့ပုံမှန်မပုံတင်တဲ့ဝင်ထွက်လို့ရတယ်လို့သူကပြောပါတယ်ဒီလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးတအန်တက်ရဲ့လူဝင်မှုကြီးကြပ်ရေးဌာနကတကောင်စင်းလိုက်လံကောက်ခံပြီးမပုံတင်တဲ့အိမ်အောင်စုစင်းအစ်စ်တွေထုတ်ပေးနေရလို့သိရပါတယ် ပြည်ခဲ့တဲ့ဇွန်လအတွင်းတရားနယ်ထိန်းချုပ်ထားတဲ့ငန်ဆန်းမန်တုံနဲ့နမတူမြို့နယ်တွေမှာအ ਨੇ စုံ9နှစ်နေထိုင်ထားတဲ့ဒေသခံတွေကိုမှတ်ပုံတင်တဲ့အိမ်အောင်စုဇေယျတွေပြုလုပ်ပေးခဲ့တယ်လို့သိရပါတယ်။ ဒီလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးနတ်ခမ်းမျိုး TNL လောက်ကန်ရဲရရှိတဦးကအတည်ပြုထားပြီးလက်ရှိမြို့ပေါ်ကနေစေးရွာဘက်တွေထိလိုက်လံလှုပ်ဆောင်ပေးဖို့ရှိနေလို့ဆိုပါတယ်ကျွန်တော်တို့လုပ်ပေးတဲ့မှပုံတင်မရှိရင်နတ်ခမ်းဖြစ်လို့မရဘူးဆိုတဲ့တဲ့င်းကကောလာဟာလာပဲလွတ်လပ်စွာသွားလာလို့ရပါတယ်နတ်ခမ်းတွေကဒေသခံတွေတော့အတက်နိုင်ဆုံးတော့လုပ်ပေးရမယ်ပြီးတော့အရင်ကကင်ဆောင်တဲ့မှပုံတင်တော့နတ်ခမ်းမှာအသုံးလို့ရမှာမဟုတ်ဘူးလို့သူကပြောပါတယ်ဆက်လက်ပြီးစီးရင်နဲ့စီးပွားရေးအတွက်အရေးပါတယ် ချင်းကတိုင်းငင်ကိုပြန်ရဖို့စစ်တပ်စတင်ထိုးစစ်ဆင်ရတဲ့အကြောင်းတင်ဆက်ပေးပါဦးမယ်။တော်လိုင်းတက်တွေစုံမထားတဲ့ချင်းပြည်နယ်တီးတိမ်မြို့နယ်တိုင်းငင်ရွာကိုစစ်ကြောနှစ်ကြောင်ခွဲပြီးတော့ဥတီထိုးစစ်ဆင်လာတယ်လို့စစ်ရေးတရင်ရင်မြစ်တွေစီကသိရှိရပါတယ်။တိုင်းငင်ရွာဟာစကိုင်းတိုင်းနဲ့ကနေချင်းပြည်နယ်ရဲ့ဝင်ပေါက်ဖြစ်တယ်လို့အိန္ဒိယမြန်မာကုန်တယ်ရေးလမ်းကြောင်းပေါ်မှာရှိရာကြောင့်ကုန်တယ်ရေးအတွက်အချက်ချကြတဲ့နေရာလေးဖြစ်ပါတယ်။ ကလေးမျိုးမှာစစ်ကော်မရှင်ရဲ့ဒေတာကိုကရေးစစ်ဌာနချုပ်တာကာဆာအခြေဆိုင်ပြီးချင်းပြည်နယ်ကို ကြီးကြောင်းနဲ့အင်အားဖြည့်တဲ့အခါစစ်တပ်ဟာကလေးတိုင်းငင်လန်းကိုအုံပြုလေးရှိပါတယ်။အဲ့ဒီမှာစစ်တပ်ဘက်ကကလေးတိုင်းငင်လန်းချောင်းနဲ့တီးတိမ်တိုင်းငင်ဘက်လန်းချောင်းဆိုပြီးစစ်တောင်းနှချောင်းခွဲပြီးပြီးခဲ့တဲ့အောက်တိုဘာ29ရက်ကစတင်ထိုးစစ်ဆင်လာတယ်လို့သိရှိရပါတယ်။ အဲ့ဒီစကြောင်းလေးမှာဆင့်ရရနေချီပေါဝင်ပြီးထိတွေ့တိုက်ပွဲတွေရှိနေရမှာနှစ်ဖက်အကြအဆုံးရှိရလို့ချင်းကာကွယ်ရေးဘော်တွေကအသိပေးလာပါတယ် စစ်ကောင်ရှင်တပ်ဘက်ကဒီနေ့2025မီလာတုန်းကလည်းချင်းပြည်နယ်ကိုအင်အားဖြည့်ဖို့ကလေးတိုင်းငင်းလန်းကနေအင်အားရာနဲ့ချီစစ်ကြောင်းထိုးခဲ့ပေမဲ့ချင်းကာကွယ်တပ်ပူပေါင်းအဖွဲ့တွေရဲ့တိုက်ခိုက်တာခံရလို့တပ်ဘက်အတွင်းမှာပဲကလေးဘက်ကိုတက်ပြန်ဆုံးခဲ့ရပါတယ်။အဒီနောက်၅လနီးပါးကာလအကြာမှာပဲစစ်တပ်ကဒီလန်းချောင်းကိုစစ်ကြောင်းပြန်ထိုးလာတာဖြစ်ပါတယ်။ဒီလိုစစ်တပ်ရဲ့အင်အားလုံရင်းနဲ့စစ်ကြောင်းထိုးလာမှုကြောင့်ပြည်သူတွေအတုံးပြုတဲ့တောလန့်တွေကိုလည်းလုံခြုံရင်ရခိတ္တ ပိတ်ထားမယ်လို့ CDS စီရင်ကအောက်တိုဘာ29ရက်မှာ ထုတ်ပြန်ထားပါတယ်။စစ်တပ်တပ်ဆွဲခဲ့တဲ့တိုင်းငင်းရွာတွေကစစ်တပ်စကန်ကိုချင်းတော်လိုင်းတပ်ဖွဲ့တွေက2024ခုနှစ်ဇန်နဝါရီလကတည်းကတိမ့်ပိုက်ထားခဲ့တာဖြစ်ပါတယ်။ပြည်တွင်းနဲ့ကနောက်ဆုံးသတင်းလေးနဲ့ကချင်ကပြည်သူ့စစ်စခန်းနှစ်ခုကို KIA ထပ်သိမ်းနိုင်တဲ့အကြောင်းပြောပြပေးပါမယ်။ ကချင်ပြည်နယ်ပူတောခရိုင်ခေါင်လန်ဘူးမြို့နယ်ရှင်းခေါင်ဒေသကပြည်သူစစ်တပ်စခန်းတစ်ခုကိုကချင်လွတ်လပ်ရေးတပ် KIA နဲ့ပူးပေါင်းအဖွဲ့ကတင်ပိုက်လိုက်တယ်လို့ KIA ပြန်ကြားရေးဌာနနဲ့ဒေသလွင်သတင်းရင်းမြစ်တွေစီကနေသိရှိရပါတယ်။နတ်ဇလရွာနဲ့နန်းချင်းရွာကပြည်သူစစ်စခန်းတစ်ခုကိုပြီးခဲ့တဲ့အောက်တိုဘာ28ရက်တရက်ထဲမှာပဲတင်ပိုက်ခဲ့တာဖြစ်ပြီးတော့နတ်နိုင်ခဲရန်တို့လည်းတင်းစီရမိခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီနောက်အင်ကာဒိန်ချက်ရွာဘက်ကိုစစ်ကော်မရှင်ကအောက်တိုဘာ29ရက်မနေ့ကလီနဲ့ပုံစဲခဲ့တာကြောင့်ဒေသခံပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဆိုပါတယ် ပူတာအိုခရိုင်ဒေတာဖြစ်တဲ့မချမ်းပေါ်နောင်မွန်နဲ့တိုက်ပွဲဖြစ်နေတဲ့ခေါလန်ပူးမြို့နယ်တွေဟာနေမြင့်ချင်းထိဆက်နေတဲ့မြို့နယ်တွေဖြစ်ပါတယ်။စစ်ကောင်ရှင်တပ်ကခေါလန်ပူးဒေတာကိုအခုအောက်တိုဘာနောက်ဆုံးပတ်အတွင်းလေကြောင်းတိုက်ခတ်မှုတွေပြုလုပ်နေတယ်လို့လေကြောင်းကနေပဲအင်အားလုံးရင်ခစ်တင်းနေရလို့ဒေတာတွင်သတင်းရင်းမြစ်တွေစီကနေသိရှိရပါတယ်။ ကချင်ဒေသတွင်သတင်းဌာနတွေမှာအဲ့ဒီဒေသကိုမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကသူ့တိုင်မှုဖြစ်တဲ့ viewer မှုအစင်တီကိုကဲဘိုစစ်ကော်မရှင်ကပြင်ဆင်နေရလို့ရေးသားဖော်ပြနေကြပါတယ်။ပြီးခဲ့တဲ့အော်တိုဘာ23ရက်နဲ့24ရက်နေ့နှစ်ရက်စတိုင်မြန်မာပြည်အောက်ပိုင်းကနေဦးတောင်မြို့ရှိခလာရ46တက်တဲ့ကိုစစ်ရဟနဲ့လက်နက်ခဲယမ်းတွေကိုဝိုင်းတွဲလေရင်နဲ့ပို့ဆောင်ထားပြီးအဒီကနေတစင်းခေါလံဘူးမြို့ကိုပြန်ပို့နေရလို့ဆိုပါတယ်။ KAI နဲ့ပူပေါင်းချက်တွေဟာပြီးခဲ့တဲ့2024ခုနှစ်အောက်တိုဘာလမှာဆော့လော်မြို့နယ်တဲကလန်ဆယ်မြို့ကိုတင်ပိုက်ခဲ့ပြီးနောက်ခေါင်လန်ဘူးဒေတာကိုအဲ့ဒီနေ့ဒီဇင်ဘာမှာဆက်လက်တင်ပိုက်ခဲ့တာဖြစ်ပါတယ်။နောက်ဆုံးပြပါသတင်းတွေနဲ့အမေရိကန်ယူလက်နက်စံတမိုချက်ချင်းပြန်ဆောက်ဖို့ပင်တဂွန်ကိုထရန့်အမိတ်ပေးလိုက်တဲ့အကြောင်းပြပြရင်းဒီနေ့အတွက်ကျွန်မရဲ့သတင်းတင်ဆက်မှုတွေကိုဒီမှာပဲဆုံးသက်လိုက်ပါရစေရှင်။ 1ပေါင်30ကျော်အတွင်းပထမအဆုံးအနေနဲ့နျူကလ িয়ার လက်နက်စမ်းသပ်မှုတွေကိုဆက်ကျင်းပြန်ဆဖို့အမေရိကန်စစ်တပ်ပင်ကွန်စစ်ဌာနချုပ်ကိုတမရာထရန်ကအမိန့်ပေးလိုက်ပါတယ်။ဒီနေ့မှာတရုတ်သမရာရှိချင်းဖြစ်တဲ့ပြည်ဆောင်မှုမစခင်မနစ်ပိုင်းအလို့တောင်ကိုရီးယားနိုင်ငံဘူဆန်မှာရှီနေကုံသွေးစနစ်ပွဲအတွက် သူစည်းလာတဲ့မရိန်ဝမ်ရဟတ်ယင်ပေါ်မှာရှိနေတော့မှာပဲအဲ့ဒီအမိတ်ကိုဒေါ်နန်ထရန့်ကပေးလိုက်တာပါ အခြားနျူကလ িয়ার အင်အားကြီးနိုင်ငံတွေနဲ့ဒန်းထုံကြီးများအခြေခံအရအခုလိုညူလက်နက်စမ်းသမဲအမိတ်ကို ပေးတာလို့ထရန့်ကသူပိုင်နဲ့ True Social Media ကနေပြောပါတယ်။ဝရှားကဒုတိယတရုတ်ကအတော်လေးနောက်ကျတဲ့တတိယနေရာမှာရှိပေမဲ့နောက်ငါးနှစ်အတွင်းမှာတော့ဒန်းထုံဖြစ်လာလိမ့်မယ်လို့လည်းသူကပြောပါတယ်။ ဒီလိုရေးသားမှုနဲ့ပတ်သက်လို့ Tran ကအသေးစိတ်ကိုရှင်းပြပြသလိုရှီချင်းဖြစ်နေဆင်းနေပွဲပြီးတရင်နောက်တယောက်ကသူ့ရဲ့ post တောင်းမင်းမြန်တော်ကိုလည်းဘာတော့ပြန်မှုမှမလုပ်ခဲ့ပါဘူးဆန့်ပြောနေတာအမျိုးသားနျူကလ িয়ার ဘေကင်ရေးအုပ်ချုပ်ရေးအဖွဲ့ကလှုပ်ဆောင်ရမယ်နျူကလ িয়ার ပောက်ကွဲမှုဆန့်သက်ခြင်းလား ဒါမှမဟုတ်နျူကလ িয়ার တည်ဆောင်နိုင်တဲ့ဂုံးကြည့်ရရဲ့ပြန်တမ်းမှုစမ်းသက်တာလားဆိုတာကိုရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ထရန့်ရဲ့နျူကလ িয়ার လက်နက်စမ်းသက်မှုကိုပြန်စဖို့ဆုံးဖြတ်ချက်ဟာမကြာခင်နှစ်တွေအတွင်းတရုတ်ကနျူကလ িয়ার ပိုင်ဆိုင်မှုကိုမြင်မြန်ဆဆန်းတိုးချဲ့လာတာကြောင့်ဖြစ်ပြီးရုရှားကလည်းနျူကလ িয়ার စွမ်းအင်သုံးခရုဒုံးကြည့်နဲ့နျူကလ িয়ার စွမ်းအင်သုံးတော်ပီဒိုကိုအောင်မြင်စွာစမ်းသက်ခဲ့ကြောင်းကြေညာပြီးနောက်ပိုင်းချက်ချင်းဆိုသလိုထွက်ပေါ်လာတာဖြစ်ပါတယ်။လက်နက်ထိန်းချုပ်ရေးအတင်းရဲ့ဒရိုက်တာ ားရဲ့ကင်ဘဲကတော့နီဘာဒါပင်တွေကစမ်းသပ်ရင်းနေရာဟောင်းမှာပြည်ရောနျူကလ িয়ার စမ်းသပ်မှုတွေကို ပြန်ဆဖို့အမေရိကန်အနေနဲ့အနည်းဆုံး36လကြာလိမ့်မယ်လို့ပြောပါတယ်။ထရန့်ရဲ့ကြေညာချက်ဟာအမေရိကန်ရဲ့ရှံဘက်တွေကြားမှာနျူကလ িয়ার ဆန်တဲ့မှုစင်ကဲတုံ့ပြန်မှုတွေဖြစ်လာစေနိုင်ပြီးနျူကလ িয়ার ပြန့်ပွားမှုဒါစီရဲ့စာချုပ်ကိုလည်းဖျက်ဆီးပြစ်နိုင်တယ်လို့ခင်ဘဲကပြောပါတယ် MB ရဲ့တနေ့တာတူကြတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ MB ရဲ့တင်ဆက်မှုတွေကိုဆောင်းတိကြည့်ရှုအားပေးသူအားလုံးနဲ့တကွာဝင်ရောက်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းထူးပင်ကျေးဇူးတင်ရှိပါတယ်အမဘီသူပိသားပါကိုစိတ်နှပြချမ်းမှချမ်းသာပြီးဘဝမော်ရီပေးကြပါစေရှင်